အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ဒါကျွန်တော်တို့ပွဲကြိုသုံးသပ်ချက်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ Manchester City နဲ့ Crystal Palace ပွဲပြီးတာနဲ့ကြားထဲမှာဒါကျွန်တော်မြန်မာစံတော်ချိန်၈နာရီကိုမှပွဲတွေတချို့ရှိတယ်ဒါပွဲတွေကဒါပွဲကြီးပွဲကောင်းပွဲအသင်းကြီးတွေပွဲစဉ်တွေမရှိဘူးပြီးရင်တော့ဒါကျွန်တော်တို့ Arsenal နဲ့ Brentford ရဲ့ပွဲစဉ်ဒါမြန်မာစံတော်ချိန်၁၇နာရီတို့မှမှလာမှာပေါ့နော်ပြောချင်တာက Arsenal Brentford နဲ့ပွဲစဉ်ပွဲပြီးသုံးသပ်ချက်ကိုလည်းကျွန်တော်နောက်နေ့မှပဲရရမယ်သဘောတော်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ လက်ရှိမှာ Real Madrid တင်းကိုအနိုင်ရရှိထားတဲ့ဒါကျွန်တော် Arsenal တင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ကြားရတယ်မှာလေ Real Madrid ရဲ့အိမ်ခွင်းမှာ San Diego Bernabeu မှာတော့ကံရမယ်အတွက်ကြောင့်မို့ဒီနေ့ပွဲစဉ်မှာဘာဒီများလုတ်ပြနိုင်မလဲဒါဒီနေ့ပွဲစဉ်မှာတေချာတခုကတော့ Arsenal သင်းနေတာ Premier League တိုက်တဲ့ challenge ကိုလက်ရှိဒီနေ့မှာဒါဘလောက်ထိသူတို့အနေနဲ့ဒါကိုအဲပြောရမယ်ဆိုရင်ဗျာဘယ်လိုပြောမလဲဒီနေ့ပွဲစဉ်မှာဒါဘလောက်ထိ ထပ်ပြီးတော့အရန်ဒီကိုထုတ်လာအောင်မလဲဒါရှေ့တဲ့ Everton ရဲ့ပွဲစဉ်မှာကြည့်မယ်ဆိုရင်ဒါသိတာတယ် Arsenal သင်းရဲ့လက်ရှိနီးပြ Arteta ကသူ့ရဲ့ target ကဒါ Premier League ဆိုတာထက်ဒါကျွန်တော် Champions League ပိုဖြစ်သွားပြီဆိုတော့ Arteta အနေနဲ့ Arsenal ပွဲစဉ်မှာပြတ်သားခဲ့တယ်ဒီနေ့ Brentford ပွဲစဉ်မှာတော့ဒီလိုပဲကျွန်တော်တို့တွေ့ရမှာလား Brentford သင်းရဲ့ဒါကျွန်တော်တို့လူစင်းရင်းကတော့တည်ကြတာကသူ့အနေနဲ့သူတို့ကလူစုံတက်ဆုံထုတ်မယ် Brentford သင်းရဲ့ခုလက်ရှိမှာဒါကျွန်တော်ဥရောပဝင်ခွင့်မျှော်လင့်ချက်ရည်တည်ရည်တည်ရှိနေသေးတဲ့အတွက်ကြောင့်မို့သူတို့လည်းကြိုးစားမယ်တဲ့မှာပါတယ် Brentford သင်းရဲ့ဒီနေ့ပွဲစဉ်ကိုလာနိုင်ခဲ့မယ်ဆိုရင်အစ်စ်တစ်စင်နေရာကိုဒါကျွန်တော်တက်လှမ်းနိုင်မယ်အခွင့်ရေးရှိတဲ့ တွက်ကြောင့်မလို့တို့အနေနဲ့လည်းလက်ရှိမှာဒါအပေါ်ကသင်းနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ဥရောပဒါကျွန်တော်တို့ conference league europa league ဝင်ခွင့်ဒါကျွန်တော် champion league ဝင်ခွင့်ဒါလှမ်းမွေးပါတယ် conference league တို့ champion league ဝင်ခွင့်တို့ ਨੇ ပြန်ကြည့်မယ်ဆိုရင်တော့ဒါ brentford အသင်းကလည်းမျောလင်းချက်ရည်တည်ရည်တည်ရှိပြီးတယ်တပတ်က arsenal အသင်းကတော့ရှင်းတယ်ဗျ arsenal အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော် premier league တိုက်တဲ့ challenge ကိုဆွတ်လွတ်တော့မှာလားဒါမှမဟုတ်ဒါကျွန်တော်တို့ jersey ထဲမှာကံမဲ့ဒါကျွန်တော်တို့ real madrid နဲ့ပွဲစဉ်မှာ confidence ရှိမှာလားဒါကိုဒါကျွန်တော်တို့မေးခွန်းရမေးရမယ် arsenal အသင်းနဲ့ ရီယယ်မက်ဒရစ်အင်္ဂင်ဆန်ဒီယေဂိုဘာနီဘျူးကိုသွားရမှာမှန်ပေမဲ့3-0ဆိုတဲ့ရလက်ကြီးကိုလက်ကင်ပြီးတော့ဝင်သွားရမယ်အတွက်ကြောင့်မလို့အာဆိုသစ်နဲ့အခုလက်ရှိမှာဒါကျွန်တော်ဒါကိုဘလို့မျိုး approach လုပ်မျိုးတော်တော်လေးကိုရေးကြည့်တယ်ပြီးလက်ရှိလူစင်းရအာဆိုသစ်မှာကဒါကျွန်တော်တို့သတင်းကောင်းတွေလည်းအများကြီးပါတယ်မင်းညကလည်းကျွန်တော်တင်ဆက်ပေးထားခဲ့လို့ပဲအာဆိုသစ်နဲ့အခုလက်ရှိဒါကျွန်တော်3ရဲ့ဒါတချို့သောကစားသမားတွေဒိုင်ယန်ကနေပြက်လဲတက်တာလိုက်ပြီးတော်တော်လေးကိုအဆင်ပြေလာတယ်လို့ပြောလို့ရမယ်တမပါတယ်ဒါပေမဲ့လက်ရှိဒီနေ့ပွဲစဉ်မှာကျွန်တော်ရဲ့အမြင်မှာဆိုရင်အာဆိုသစ်နေနဲ့ကန်ဆယ်ပိုင်းမှာတော်တော်လေးကိုအပြောင်းအလဲပြုလို့ သင်းနဲ့ပွဲစဉ်တပွဲလို့ကျွန်တော်နည်းနည်းမြင်နေဒါအပြင်ဒီနေ့ပွဲစဉ်မှာအာစလုံသင်းနေနဲ့ဆာလီဘတ်ကိုကျွန်တော်ကအနားပေးစီခြင်းတယ်လို့ပြောခြင်းတယ်ဒါအပြင်ကျွန်တော်ဂိုသမာရာယာကိုလည်းကျွန်တော်အနားပေးစီခြင်းတဲ့တယ်မှာပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါအမှန်တမ်းပြောရမယ်ဆိုရင်တော့ဒါအာစလုံသင်းနဲ့ဂျာဒက်မှာ deficit 3ဂိုးကြီးနေတော့မှသွားရမယ်ဖြစ်မယ်တစ်ဖက်ကကန်ရမယ်အသင်ကလည်း Real Madrid လို့အသင်းပြုမှာဒါ San Diego Bernabeu မှာကန်ရမယ်အတွက်ကြောင့်မလို့ဒါဒီနေ့ပွဲစဉ်မှာ အာစနိုဒစ်နဲ့လူစည်ရင်းတချို့အနာပေးတဲ့နဲ့လို့ကျွန်တော်အနေနဲ့ပုံကူရေးရမြင်မိတယ်အဲ့တော့ဒီနေ့ပွဲစမှာဒါကျွန်တော်တေချာတိုက်စစ်ပိုင်းမှာဒါကျွန်တော်လူငယ်တွေဖြစ်တဲ့ Ethan Wanwery တို့ Star Lee တို့ပွဲထွက်ပြီးပွဲထွက်လာမယ်လို့မြင်နေဒါလက်ရှိမှာဒါဟိုနေ့က Everton နဲ့ပွဲစမှာထွက်လာခဲ့တဲ့ Scott Sisson ပုံစံမျိုးပဲထွက်လာမယ်လို့ကျွန်တော်အနေနဲ့မြင်နေဒါကျွန်တော်အဲ့ဟိုကျွန်တော် လီယန်ဒိုထရော့ဆက်ကိုဒါကျွန်တော် Center Forward ဆက်ဆံကိုမှဒါ Starling နဲ့ Ethan Wanwery နှစ်ယောက်ကိုဒါကျွန်တော် တောင်းပန်မှာရန်ပြီးထွက်လာမယ့်ပုံစံမျိုးကျွန်တော်ကမြင်မိတယ်။တစ်ဖက်ကဒါကျွန်တော်လက်ရှိမှာ Brentford ရဲ့ခြေစွမ်းတွေကိုကြည့်အောင် Brentford ကလက်ရှိမှာ Thomas Frank ကလည်းအနိုင်မြင့်တက်ကြတော်တော်လေးကိုများနေတယ်။နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာမှတပွဲပဲနိုင်ထားတဲ့ Brentford ကအဲ့တော့အခုလက်ရှိမှာ Brentford ကအိမ်ဝင်လဲတာရက်လက်ရက်လက်ပိုင်းအဖြစ်တော်တော်လေးကိုအားနေတယ်။အဝေးဝင်လဲတာတော်တော်လေးကမဆိုးဘူး။အဝေးဝင်လက်ရှိမှာ Brentford ကထူးဆန်းစွာနေပြန်တာကျွန်တော်တို့အဝေးဝင်ရက်လက်ရှိရက်လက်ကတော့ โอเคတယ်လို့ပြောလို့ရမယ့်အနေထားမှာရှိရတယ်။ဒါပေမဲ့ပြဿနာကလက်ရှိမှာ Brentford ကအိမ်ဝင်ကောအဝေးဝင်ကောတော်တော်လေးကိုဒါအားနေနေလို့ပြောလို့ရရတယ်မှာပါ။လက်ရှိမှာဒါ ဒါဆရာကြီးဒါ Thomas Rhett အနေနဲ့ဒါအခုလက်ရှိရည်ရတာပေါ့နော်ဒါ Spa အသင်းစိတ်ဝင်စားတဲ့နီးပြ၃ယောက်ရှိတယ်ဒါ Marco Silva ရဲ့ဒါကျွန်တော်တို့ Ariola ရဲ့ Thomas Rhett ၃ယောက်လုံးက Spa အသင်းလဲစိတ်ဝင်စားတယ်လဲဆိုတော့စုပ်ပြတ်တက်နေတာမဟုတ်လုံးဝကုန်းကောက်ဆရာကိုမရှိလောက်အောင်စုပ်ပြတ်တက်နေတာကိုတွေ့ရမယ်တော့မှပါတယ် Ariola ဆိုအဲ့တရင်ထွက်လာပြီးကဲတောက်လျှောက်ရှုံနေကြတယ်မှာတပွဲပဲနိုင်တာလားမသိ Thomas Rhett ဆိုတဲ့တောက်လျှောက်ရှုံနေတပွဲပဲနိုင်တယ် Marco Silva အသင်းကတော့မစိုးပြတ်ကြတယ်မှာနှစ်ပွဲလောက်နိုင်တယ်သူတို့လည်း Liverpool တော့နိုင်သွားဆိုမစိုးလို့ပြောလေဒါပေမဲ့ပြန်စမ်းသပ်ကြည့်မယ်ဆိုလက်ရှိမှာ Thomas Rhett အနေနဲ့အခုလက်ရှိခြေစွမ်းနေရတာသူ့ရဲ့အသင်း မဟုတ်ဘူးလို့တော့မြင်ရတယ်မှာပါတယ်အလက်ရှိမှာတော့ကျွန်တော်ခြေစွမ်းရအနိုင်မြတ်တက်ကြဖြစ်လွန်းနေတယ်ဒါကျွန်တော်တို့ Thomas Frank အသင်းသင်းအနေနဲ့ဘာဒီဘလူးဆက်ဖြစ်မလဲတော်တော်လေးစိတ်ဝင်စားဖို့ခေါင်းတယ်ပြီးတော့လက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာဒါ Brentford အသင်း Arsenal တကူဖြစ်လာတာသူ့ရဲ့ခံစားပိုင်းဖြစ်လာခဲ့တယ်ဒါပွဲတိုင်းလို့လို့ဒါ twin goal တွေကိုပေးခဲ့ရပြီးဒါကြောင့် Chelsea နဲ့ပွဲတစ်ပွဲကလွင်ခံစားပိုင်းကပွဲတိုင်းလို့လို့ twin goal ပေးခဲ့ရတယ်ဒါကျွန်တော်တို့ဒီညမှာတော့ နေတဲ့ပင်တော့ပြန်ပါလာခဲ့မယ်နီးပြကလည်းတိတ်မချိုက်လို့မသုံးတာလားတော့မသိပါနဲ့ကော်လင်းနဲ့ဆန်တာဗာတာဘက်ကပဲဒါအဓိကသုံးတာကိုတွေ့ရမယ်လက်ရှိမှာဒါကျွန်တော်တို့ brand phone မှာတော့ကောင်းတာဆိုလို့ကျွန်တော် flag can တယောက်ကတော့မဆိုးဘူးလို့ပြောလိုက်ရတာကျွန်တော် flag can နဲ့တော်တော်လေးကိုဒါလက်စွဲရတက်လာခဲ့တယ် raya ကတော့ခုနကပြောသူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ brand phone နဲ့ပြန်တွေ့ရဖြစ်တယ် brand phone ကတော့အမြင်နဲ့ဒါကျွန်တော်တို့ raya ရဲ့အမြင်နဲ့ဒါကျွန်တော်တို့ဟိုသူ့ရဲ့အိမ်ဖြစ်နေမယ်ဆိုပြီးဒါကျွန်တော်အမြင်နဲ့ပြပြနေတယ်မှာပါတယ်ပေါ့နော်အဲ့တော့ မြေတို့ပင်စူစီကမှုဒီနေ့ပွဲစဉ်မှာအာစနိုအသင်းတို့ကဆုတ်ဖြတ်ချက်တာအာတီတာအတွက်တာရွေးချယ်စရာအများကြီးအများကြီးလုပ်ရမယ်တဲ့မှာပါ။ခုနကပြောလို့နောက်တန်းဒီလည်းပြောင်းရွှေ့ရမယ်။ဒါကျွန်တော်အများကြီးလို့အဲ့တော့လက်ရှိမှာအာစနိုအသင်းရဲ့လူစင်းဒန်ယာလူစင်းကဒါကျွန်တော်ဆက်လက်ပြီးတော့ဒါ အဲများနေစေဖြစ်တဲ့ Kai Havertz ကလက်ရှိမှာဒါကျွန်တော်တို့လာရာသီမကုန်ငင်ပြန်လာနိုင်မယ်ဆိုပြီးတရားဝင်တည်ပြခဲ့ပြီး Gabriel Jesus ကတော့မထူးသေးရာသီကုန်ထိပဲဒါ Timbia ဆုလဲဒါကျွန်တော်ရာသီကုန်ထိပဲ Calafiori training ပြန်ဆင်းနေပြီဒီနေ့ပွဲစမှာအရန်နေနဲ့တောင်ပြန်ပါလာနိုင်ငယ်နဲ့ Gabriel ကလည်းရာသီကုန်ထိနားရမယ် Saka ကတော့ဒီရှေ့ပွဲကဒိုင်ယန်ကတောင်မှဒါဘာမှမဖြစ်တော့ကြဒီနေ့ပွဲစမှာအရန်နဲ့ပြန်ပြီးပါလာနိုင်မယ်ကျွန်တော်နေနဲ့မျှော်လင့်လို့ရတယ်အဲ့တော့တစ်ဖက်ကတော့ကျွန်တော် Thomas Frank ဒိုင်ယန်ရဲ့လူစင်းကလည်း Aaron Hickey, Fabio Cavallio, Gustavo Gomez, Star, Joshua Da Silva, Diego Rodriguez ဒီကစားသမားတွေအဲ့တော့ပြန်ကြည့်မယ်ဆိုတော့ ော့ Tommy Frank ဒန်ရဲ့လူစင်းကဒါကျွန်တော်အရင်ကစားသမားတွေပဲများပြီး first line up တော်တော်များများကလက်ရှိမှာ available ဖြစ်မယ်လို့ပြောလို့ရတယ်မှာပါတယ်အလက်ရှိဒါ brand point ရဲ့အသက်တစ်ခုဖြစ်တယ်ဒါတို့က counter transition ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာ Arsenal တင်းတယ်ဒီပွဲပေါ်ဘလောက်ထိနိုင်ခြင်းလဲဒီပွဲပေါ်ဘလောက်ထိစူးမှုခြင်းလဲပေါ်မူတည်တယ်လို့ကျွန်တော်အနေနဲ့ပုံကိုရမြင်တယ်။ဘာကြောင့်လဲခုနကပြောအလွန်ကျွံဒါဒီနေ့ပွဲစဉ်မှာ Arsenal တင်းတိုက်မယ်ဆိုရင်တော့ဒါခုနက brand point အသင်းရဲ့စိတ်ကြိုက်ဖြစ်သွားမယ်။ဒီနေ့မှာဒါ Arsenal တင်းတယ်အလွန်ကျွံတိုက်ပြီးဂိုးမရတဲ့ပုံစံမျိုးဖြစ်ဖို့ထပ်ဆိုင်တော့ဒါကျွန်တော်တို့ AC ဆော့မယ်ဒါတလုံးဆိုတလုံးတေးကြတဲ့ပုံစံမျိုးတွားဖို့ရှိ ှိတယ်။ Everton အသင်းနဲ့ပွဲစဉ်ပုံစံမျိုးပဲဘုံနော်။ဒါ Trossard တို့ Starling တို့ Ethan Wanwe တို့တေချာတာကြောင့်တစ်ဖက်သင်းအမှားကိုစောင့်ဆော်မယ်ပြီးရင်တော့ရရင်ရတော့ goal တွေ့မယ်ဘုံနော်။အဲ့တော့ဒီနေ့ပွဲစဉ်မှာတေချာတခုကဒါ Arsenal အသင်းနဲ့ဒါ first line နဲ့ကစားသမားတချို့ကူတာပွဲသုံးမှာဖြစ်ပြီးတော့တချို့သောကစားသမားတွေကအရန်ဒီနဲ့ပဲထွက်လာဖို့တော့ရကင်လို့များတယ်။သူနဲ့ San Diego Barney View မှာကဲမဲ့ Real Madrid ပွဲကူတာနီးပြအနေနဲ့ဒါဦးစားပေးသွားမယ်ပွဲတစ်ပွဲလို့ကျွန်တော်နင်မြင်တယ်။အဲ့ဒါကြောင့်မို့တစ်ဖက်က Brentford အနေနဲ့ပြန်ကြည့်မယ်ဆိုတော့တစ်ဖက်က Arsenal အသင်းနဲ့လူးဆုံးမထုတ်တဲ့အချိန်မှာ Brentford အသင်းကဒါကျွန်တော်နိုင်ပွဲတစ်ခုကိုရယူပြီးတော့ဥရောပဝင်ခွင့် တော့အကောင်းဆုံးပြန်လေပြီးတော့စ조사တင်တယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးရရမြင်မိရတယ်မှာပါအဲ့တော့မြို့တော်ပင်စူစီကမူပေါ့နော်လက်ရှိအာဆနောတင်းတဲ့ Brentford ကလန်ဒန်ဒါဘီဖြစ်တယ်။နှစ်သိန်းလုံးကလက်ရှိမှာဒါကျွန်တော် Brentford တင်းကဒါတိကျတယ်မဲ့ဒါကျွန်တော်တို့မမဲ့ရရပဲ။အာဆနောတင်းကသူတို့တန်တက်လာပြီးခဲ့တာဟိုတပွဲပဲနိုင်တာခဲ့။အဲ့ဒီတပွဲကလည်းမမဲ့သူတန်တက်တန်တက်တက်လာပြီးချင်း တပွဲပဲသူတို့ကြားထဲမှာနိုင်ထားတယ်။ကျန်တဲ့ပုံစံမှာဒါအာဆနယ်အသင်းကိုအမြဲတမ်း Bradford အသင်းရှုံးနေ။ Bradford အသင်းရှုံးပြီဆိုရင်အာဆနယ်အသင်းနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ဒါ good defense ရအရန်ကြီးတော့မမြင်ပါဘူး။ဒါအများဆုံးမမဲ့ရဆိုလို့အာဆနယ်အသင်းနဲ့သူတို့ရဲ့ Bradford အသင်းရဲ့အိမ်ကွန်းမှာဒါကြောင့်ဒီရာဒီရဲ့အစမှာ3-1ဆိုတဲ့ရလက်နိုင်ထားတဲ့ပုံစံကျန်တဲ့ပုံစံမှာကျရင် defense ရ1-0 1-0 1-0ဆိုတာများတယ်။ဒါကျွန်တော်တို့တော်တော်လေးကိုဒါကျွန်တော်တို့ go twin go ကြားတဲ့က difference ကနည်းတယ်တဲ့မှာပါ။အဲ့တော့ဒီနေ့ပုံစံမှာအာဆနယ်အသင်းကလည်းဒါအရန်ကြီးနဲ့ကစားမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ပုံစံတော့ပို့ပြီးတော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ်ပြောကျင်တာပေါ့နော်။အဲ့တော့ ဒီနေ့ပုံစံမှာ Brandfo အသင်းကတော့ပို့ပြီးတော့ဒါကြိုးစားမယ်ပွဲစဉ်တပွဲလို့ကျွန်တော်အနေနဲ့မြင်နေကြားထဲမှာတော့နိုင်ပွဲတွေပြောက်ဆုံးပြီးနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာဒါတပွဲပဲဒါကျွန်တော်တို့နိုင်ထားတဲ့အသင်းသတင်းအနေနဲ့ဒါကျွန်တော်တို့တော်တော်လေးကိုဒီနေ့ပွဲစဉ်အရာ record ပိုင်းရတော်တော်လေးကိုလူအပ်မဲ့တာကျွန်တော်တို့အသင်းသင်းလို့ကျွန်တော်အနေနဲ့မြင်မိတယ်။တပတ်က Arsenal ကတော့ရှင်းတယ်ဒီနေ့ပေါ်စံမှာသူဘလောက်ထိတင်ဆော့မလဲ။ဒါကိုကျွန်တော်တို့တစ်ချက်တော့စောင့်ကြပါဆို။ San Diego Bayern မှာ3ဂိုးနဲ့ဒါသွားမယ်အသင်းသင်းကို Arteta တယောက်ဒါဘလူမျိုးဒါ handle လုပ်သွားမလဲ။ဒါကြီးကိုကျွန်တော်တို့တော်တော်ကြီးကို personally ကစိတ်ဝင်စားတဲ့ပွဲတစ်ပွဲဖြစ်တယ်။နှစ်သင်းလုံးကလက်ရှိမှာဒါကျွန်တော်တို့ဒါချောင်းပြီးဆော့တဲ့အသင်းသင်းဖြစ်ပြီးတော့တစ်ဖက်က Arsenal သင်းက position base တစ်ဖက်က Brentford က counter transition base ဖြစ်တဲ့အတွက်ကြောင့်ဒါဒီနေ့ပွဲစံကလည်းထင်တာထက်အတိုင်းထက်လွန်ပို့ပြီးတော့စိတ်ဝင်စား ဘူးကောင်းတယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ပေါ့အဲ့တော့အာဆိုသင်းကလက်ရှိမှာဒါကျွန်တော် Real Madrid နဲ့ပွဲစဉ်ကဒါခြေစွမ်းကောင်းနေကိုဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ထိန်းသွားမလား Brentford သင်းကဒီနေ့ပွဲစဉ်မှာတစ်ဖက်ကဒါလူဝင်ကအပြည့်မသုံးတဲ့ပွဲစဉ်မလို့ဒါအခွင့်ကောင်းယူသွားမလားအဲ့တော့နှစ်သင်းလုံးအတွက်ကဒီနေ့ပွဲစဉ်ကတော်တော်လေးကိုကြည်လို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဒါလုံးဝကိုတော့ဒါဟိုပါစနယ်ရပြောရမယ်ဆိုရင်တော့ဘလို့တွေဖြစ်မလဲတော့မသိဘူးပေါ့နော်အဲ့တော့တခြားတော့စောင့်ကြည့်ရမယ်လို့ပဲပြောချင်ပါတယ်အဲ့တော့လောက်ပါပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကြည့်ရင်လူစံပေါအောင်ကြည့်လို့ရပါတယ်။မြန်မာလေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကြည့်ရင်လူစံပေါအောင်ကြည့်လို့ရပါတယ်။မြန်မာလေးလေးကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4U တို့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောက်ကြည့်ပေးလို့ရပါတယ်။ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါဗျ။မြန်မာလေးလေးကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။ အားလုံးမကြိုးတူပါနဲ့ကျွန်တော်တော်ကွန်ပြူပေါ့ဗျာကောင်းမွန်တော်နေနေဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ AC တွေ့ကြတာပေါ့အားလုံးမကြိုးတူပါနဲ့မြန်မာကလစ်ပေးကြအောင်မြန်မာကလစ်မှာအမြန်တမ်းဖြစ်ပါတယ်ဒေးဗော်ပါ